မဲမင်္ဂလာပါဘေးရင်ဝေးမှာကြိုးစို့ပါကျွန်တော်မနောပြခြင်းဆရာကျမလွန်ခဲ့တဲ့6နှစ်လောက်ကဆရာဒီမှာဘေးရင်မေးခဲ့တဲ့တယောက်ပါဆရာကျွန်တော်မျိုးလုံးပြူသွားပါတယ်ပြီးတော့ဟုတ်ကဲ့ကျွန်တော်မမတ်မိဘူးခင်ဗျာဘာဒီမေးခဲ့တာလဲအเจ้าညာနည်းနည်းပြောပါဦး အဲ့ဒီတော့ကဒီလိုပါဆရာကျမအဲ့ဒီအသက်ပိုင်းထဲမှာမပြီးငှောက်လုံကလုံးမလို့စင်ပြေတာမေးခဲ့တာပါဆရာကစင်ပြေတယ်ရောင်းတာရောင်းပြောခဲ့တယ်လေပြီးတော့ဆရာကိုယ်တိုင်မဲ့လုပ်ငန်းနဲ့မြွေးချက်ပေးခဲ့တယ်လေခုဒီအဲ့ဒီလုပ်ငန်းလုံးနေရုံပဲဆရာနမီကလည်းဆရာပေးခဲ့တဲ့အတိုင်းပါပဲအစင်ပြေပါလေခုဖေးရင်မေးချင်တာပါဒီအသက်ပိုင်းနဲ့အတွက်ဖေးရင်မေးချင်လို့ပါဆိုပြီးပြောပါလေ အဲ့ဒီအမျိုးသမီးကမက်ဆေ့ချာကနေစာတွေတောက်လျှောက်ပို့နေပေမဲ့ကျွန်တော်မမတ်မိတော့ပါဘူးနေ့စဉ်နဲ့အမျှလူပေါင်းများစွာပေးတင် ဟောပြောသူနေနေနဲ့မှတ်မှတ်သားသားမရှိရင်မှတ်မိဖို့မလွယ်ပါဘူးလွန်ခဲ့တဲ့6နှစ်လောက်က online ပေါ်မှာ ပေးတင်မိခဲ့တဲ့သူမကိုကျွန်တော်ကဘလို့လုံးမှတ်မိတော့ပါမလဲဒါကြောင့်မမီလို့မမီငါမွေးကူလိုက်ရဲ့နမီတွေပြန်ပို့ပေးပါလို့ပြောလိုက်ပါ အဲ့ဒါနဲ့သူမပိုးတဲ့မွေးကူးလရက်လာတွေကိုတွေ့ကြည့်လိုက်တော့အဲ့ဒီမျိုးသမီးကမာဘုတ်လေးကျွင်းစနေသမီးမေယနာဘွားဖြစ်နေပါနောက်ပြီးသူမနမီကိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီတော့မှအဲ့ဒီအချိန်အတိတ်ကအကြောင်းအရာတွေကျွန်တော်ပြန်ပြီးတဖြည်းဖြည်းမှတ်ရသွားပါတယ်ပြောရမယ်ဆိုရင်အဲ့ဒီအချိန်ကာလတွေတုန်းက မဟာဘုတ်ကတိကျိုဆွမ်းအားဒီဘယ်လောက်ရှိလဲစူးစမ်းနေသောကာလတွေဖြစ်ပါဒါကြောင့်ဟဲရီအမျိုးသမီးအတွက်စနေအစစနေအဆုံးလုပ်ငန်းသမီးရွေးချယ်ပေးခဲ့ပါဒီနေရာမှာမေးစရာရှိပါတယ်။မာဘုတ်လေးကျွင်းမှာကတိရတဲ့ဂျိုးက၃လုံးထီရှိပါတယ်။ဗိုလ်ရဲဦးဂျိုး၊တောက်ကြဂျိုး၊စနေဂျိုးဆိုတဲ့၃လုံးက ကတိရပါလေ။ဘာကြောင့်ဘလူနေနဲ့တောက်ကြနေနိုင်နေနဲ့မပေးပဲ။ဇနေနေနိုင်လည်းမိပေးတာလေဆိုတော့။ဒီမလုံငန်းကငပိလုံငန်းဖြစ်တာကတကြောင်။ဒီမကိုယ်တိုင်ကလည်းမေယနာဖွာ။မေယနာစနေကတိရနေတာကတကြောင်။အဲဒါကြောင့်စနေအစစနေအဆုံးနမီရွေးချယ်ပေးလိုက်ပါ။ပြီးတော့လုံငန်းနမီအတွက်ချရရရတွေပါပေးလိုက်ပါလေ။ လုပ်ငန်းလုပ်ပြီး၅လလောက်နေရင်လာပြောပါဆိုပြီးပြန်ပြီးပြောလိုက်ပါမင်းနာကျိုးစနစ်ကတိစမ်းတဲ့ပြီးမိပေးကြည့်မိပေးကြည့်တဲ့အတွက်တကယ်လို့အဆင်မပြေခဲ့ရင်အမိအစ်စ်ရွေးချယ်ပေးမလို့ဖြစ်ပါတယ်ကျွန်တော်ကငါးလောက်လောက်နေအောင်မြင်မအောင်မြင်လာပြောပါဆိုပြီးပြောခဲ့ပြီမြေ ုသူမလာပြောတဲ့ချိန်က6နှစ်တောင်မှရှိသွားပါပြီဒီစီချင်းပေတင်လာမိတာကတော့ဒီသက်ပိုင်းနဲ့အတွက်ပေတင်လာမိခြင်းဖြစ်ပါအဲဒီတော့မှကျွန်တော်လည်းသက်ပြင်းရှည်ကြီးချလိုက်ပါတော့တယ်အားလုံးပဲမိတ်ဆွေများရှင်လဲချက်မိကြပါများ